ဒါအမောင်းအိမ်ကိုခေါ်လာလိုက်ဟေးပါပါနေရနာလို့ပေါ့။ तू အစ်စ်ရိုက်မိပါလား။ဖောင်းဆိုတော့လေ။ तू ကလေအဲ့လိုပြော။ဟာဆက်လို့ပြန်ရလိုက်တယ်။ဒီဟာလေအမလည်းအစမ်းအားနာသွားတယ်။ဟိုတတ်တော့ပြင်းသွားတာလေ။ရှုတဲ့တကူလုံးတိုက်သွား။အမရဲ့ရိုက်တဲ့။ဒါလေ အမလည်းသူ့တောင်းပန်တာဗောညီမလေးရဲ့ဘယ်လိုမှမအောင်မင်းနဲ့အမမတော်တဆဖြစ်တာပါသူကလည်းရပါတယ်ရပါရပါတယ်ဒါဆိုတော့ तू လည်းတော်တော်နာဝါသီလားအဘမွေးရတော့အစားမရှိအဆုံးမရှိနဲ့။အော်ကိုကိုသားမွေးတာလေ။ဟေးတားလေးမွေးပြီ။ဘာလေးမွေးရတော့။ယောက်ျားလေးတဲ့။အဘစေးမွေးရတယ်။တတိကြမယ်လေလာလာလာတတိမယ်။ဟုတ်တော့တယ်မေ။တမင်းကြီးချင်း။အေးတတိမယ်လား။လေအေးလာတော့မယ်။ဟမ်။ဘာလို့တော့ကြည့်ရမှာလဲ။ ဘသူမှတော့မကြည့်ရဘူးနော်။ခမုံမြန်တော့မတ်တရားတွေရှိတာပေါ့နော်။ခုနကဟိုပြသွားတဲ့အခန်းမှာဆိုရင်ဒီချာလီကနေဟောက်ကြိုက်တယ်လို့လုပ်ပါဆိုပြီးတော့ပြောတဲ့ချက်မှာညီမကပါရိုက်လိုက်တာပေါ့နော်။အဲ့ဒါပြီးတော့အမညီမကိုဝင်ပြီးတော့ပါရိုက်လိုက်တာ။ရာဇယ်တော့အမတို့ကတေချာချိန်ထားတာပါ။သူ့အလှည့်အမလက်အရွယ်ပေါ့နော်။အဲ့မဲ့တကယ်တကယ်ရိုက်တဲ့ချိန်မှာမုကလည်းအယမ်းပါနဲ့ဟိုဒေါသရဲ့ထည့်ထားတာရဲ့ ဟိုအချိန်နဲ့ပြင်းစင်းတာရယ်သူ့ကိုလမ်းဆွဲလိုက်တာရယ်တဲ့ချိန်သားတိတ်မကြိုက်တော့သူ့အစ်စ်ရိုက်မိပါဘောင်းဆိုတော့လေသူကလေအဲ့လိုပြောဟာဆက်လို့သူရဲလိုက်တယ်ဒီဟာလေအမလည်းအစမ်းအားနာသွားတယ်ဟိုတော်တော်ပြင်းသွားတာလေရှုနေတကူလုံးတိုက်သွားအမရဲ့ရိုက်တန်ဆိုတော့လေ ။အမလည်းသူ့တောင်းပန်တာဗောညီမလေးရေဘယ်လိုမှမအောင်မင်းနဲ့အမမတော်တဆပြစ်တာပါ။သူကလည်းရပါတယ်ရပါရပါတယ်ဒါဆိုတော့ तू လည်းတော်တော်နာဝါသီလား။ဟိုအမရိုက်တာအမလည်းအရှမ်းလေအဲ့လိုငကိုလေးကလည်းအပြင်းပြင်းနဲ့ရိုက်မယ်ညီမရှောင်းဒီနားလောက်ကပဲသွားမယ်လို့လှုပ်ထားတဲ့နေမှာသူ့ပါကြီးလည်းရောင်သွားပဲလေသီလား။အဲ့လိုမျိုးဗောအဲ့အဲ့လိုအမတ်တရားတွေရှိတယ်အဲ့ဒီမှာ အဲ့ဒီတော်တော်ဆိုးတဲ့ချွေးမှမူးကိုဝေတာပေါ့ငါသားကိုပါရိုက်လေခြင်းဒီကောင်မဘာကိစ္စငါသားကိုပါရိုက်ရတာလဲဆိုရင်မူးပေါ့နော်အဲ့အဲ့လိုသားကိုချစ်တဲ့စိတ်နဲ့အဲ့ဒီဟာကြီးကိုထည့်လိုက်တဲ့ချိန်မှာဟိုအချိန်လုံးလိုက်အားရရအရန်များွားလေသူလဲကသူသူသူလှည့်ရမယ့်ဟာလေနည်းနည်းလေးသူရှေ့တိုးလာတော့အဲ့မှာကွန်တီတီပါအဲနှစ်ယောက်စလုံးကတော့အားပြိုင်တာပဲလေဒါပေမဲ့အဲနောက်ဆုံးတော့သူက အဲရောက်ခမကြီးမှန်နေဖြစ်သွားတာလေသူ့မှာသားသမီးရှိလာတဲ့အခါကျတော့အဲသူ့ရဲ့သားလေးကသူ့ယောက်ျားပုံစံအတိုင်းပေါ့နော်ငယ်ငယ်တုန်းကသူ့ယောက်ျားပုံစံအတိုင်းဖြစ်တဲ့အခါမှာသူကသူ့ယောက်ခမကြီးဘာကြောင့်ငယ်ငယ်တုန်းကသူတို့ကိုဒီလိုလှုပ်တာလဲဆိုတာကိုသူခံစားလို့ရသွားပါတော့เนาะအဲ့တော့ဒေါတင်တီဆိုးကရောက်ခမကြီးဖန်တယ်ပေါ့အဲ့ကျမောင်ရယ်လေအဲ့ကျမောင်ရယ်လေရီးရတယ် ဒါပေမဲ့အဲ့ဒီခန်းတော့တော့လေဟိုဒီပါတာလေးရီစရာလို့ပြန်ဖြစ်တာပေါ့နော်တကယ်တကယ်ရိုက်ကွင်းမှာကြတော့အဲတယောက်တယောက်ပြီးတယောက်ပြောရမယ်မှုရဲ့နောက်ပြီးတော့ဟိုသူပြောပြီးရင်ကိုပြောမယ်ဘယ်သူပြောပြီးရင်ဘယ်သူပြောရမလဲဆိုတာလိုက်မှန်နေတာရဲ့အိုက်တင်ထဲတာရဲ့ဆိုတော့ဟိုအဲ့လောက်ရီစရာမကောင်းဘူးပေါ့နော်တကယ် drama လို့ရိုက်ရတာ哦အဲ့ဒီမှာကျတော့အဲ့ drama ရဟာတာကြီးလိုဖြစ်နေအေးပေါ့ဟိုစိတ်ကလေဘလို့ဖြစ်လာဖြစ်တာလဲဆိုတော့အမေတယောက်နေနေကိုကတောင်းအောင်ရမ်းချစ်တယ် ဒါပေမဲ့ကိုအရန်မုံနဲ့မိန်းမကိုတားချစ်နေတဲ့အတွက်ဟိုတားအောင်လည်းပြောလို့မရတော့ဒီချွေးမကိုပို့ပို့မုံလာတာပေါ့နော်အဲတားကိုဘက်ကိုပါတယ်ဆိုရင်တော့ချွေးမကိုတိတ်မုံလောက်မယ်မထင်ဘူးအခုကတားဟိုသူ့မိန်းမမသူ့မိန်းမဆိုတဲ့ဟာမဖြစ်တော့နင်အဲ့လောက်ထိဖြစ်ရလားငါနင်ကိုအလောက်ချစ်တယ်အောင်နင်ကအဲ့ဒီမိန်းမကိုချစ်ရလားဆိုတဲ့စိတ်နဲ့မချစ်တင်ခဲဖြစ်ပြီးတော့ ตาตุ๊บแบบไม่ปาเลยชวยมาโปม้งเลยบ่เนาะเออไอ้ไอ้เหล่านี้ผิดตาละขึ้นไหนมามะล่ะสว่าคุณน่ะหลูบ่สุดแท้ไอ้เนี่ยมาเปียวตัวดะหลูบ่หลูไรอ่ะกูขันษาปูมาเว้ยน้าเล่นน่ะจ้ะเลยไอ้เนี่ยมาแค่ๆมานอกซ้อมมาตุ๊กโกไหนอ่ะดีทุกข์ออกตุ๊ขันษาตัวอ่ะตุ๊ตาเลยอ่ะตุ๊ตบอไม่ดูเลยเม้งมาเนี่ยไลท์ไฉ่ตัวเลย ဘလို့မပြောလို့မရဘူးအဲ့ဒီမိန်းမမအဲ့ဒီမိန်းမဆိုတော့သူ့ရဲ့ဘဝမှာငငယ်တော့သူလှုပ်ခဲ့တဲ့အရာတွေပေါ့နော်အဲငငယ်တော့ဆိုရင်အဟွာชาลีอ่ะအမအကိုပြန်ပြီးတော့ခံပြောတာတွေอ่ะအခုသူ့အသက်ကြီးတဲ့အချိန်မှာသူ့သားသူ့ကိုပြန်ခံပြောတာတွေအဲ့လိုမျိုးတွေနဲ့တွားတဲ့အခါမှာစိတ်ကထပ်တူသွားကြတာပေါ့ဟွာ တကယ်ကိုခံစားလိုက်ရချင်ပါ။ဩငါတုံးကငါအခုခံစားနေရတာ။ငါဒီလိုခံစားနေရတယ်ဆိုရင်ငါရောက်ခမကြီးလဲအဲ့ဒီတော့ငါလိုပဲခံစားရမှာပဲဆိုတော့ခံစားချက်ချင်းသွားတူလို့အဲ့အဲ့လိုနားလဲပြတာ။ခံစားချက်ချင်းမတူရင်တော့ဖြစ်ပုံချင်းလည်းမတူရင်တော့နားမလဲပေးနိုင်ဘူးလေ။အဲအမတော့အပြင်မှာကိုသားရှိတယ်ဆိုရင်တော့သားချစ်တဲ့မိန်းမကိုလိုက်ချစ်ပေးမှာပါ။အေးဒါရုပ်ရှင်လေလက်ခံပေးတယ်လက်ခံပေးတယ်ဘာပြောလဲဆိုတော့အမမအခုကရောင်းမတယောက်ရှိတယ်လေရောင်းမတယောက်ရှိတယ် အဲမက်ကလေးတယောက်ရှိတယ်ပေါ့နော်အဲမမတို့အရင်ချစ်တယ်အရင်ချစ်တယ်အဲ့မက်ကလေးနဲ့လည်းမောင်နှမတွေလိုပဲချစ်တယ်အဲရောင်မနဲ့လည်းညီမတွေလိုပဲချစ်တယ်အမထင်တာတော့နှစ်ပိုင်းကွဲသွားလိမ့်မယ်လို့ထင်တာပဲလေအဲရောက်ခမဘက်ကလည်းဒါရောက်ခမမှန်တယ်ပေါ့နော်ဒါသားသမီးကိုကြာချစ်တဲ့စိတ်ပေါ့အဲချွေးမဘက်ကလည်းချွေးမမှန်တယ်ပေါ့ဒါပေမဲ့အမကတွေးမိရဒီကားကိုကြည့်တဲ့ချိန်မှာပေါ့နော်ရောက်ခမလည်းနည်းနည်း short အဲချွေးမလည်းနည်းနည်း short နည်း short လောက်စီ short လိုက်ရင်တော့သူချစ်သွားကြမယ်ထင်တယ် အမုံမြစ်ကိုဟေးပလင်းမှာမနက်ပိုင်းကြည့်ရမယ် MRTV ဘုံးမှာည9:00နာရီပြပါမယ်တနင်္လာနေ့ကနေတောက်ကြနေတူရက်တွေအများကြီးကြည့်ရမယ်အတွက်တော်ဝါကြီးကြည့်ရမယ်လို့ထင်ပါတယ်ကြည့်ပြအောင်ကြည့်ပါလို့လည်းဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးပါ